များတော့ဗောနော်ကျွန်တော်မြန်မာစံရင်ပေါ့လေဘာပြောကြလဲသူတို့တွေကဆိုရှယ်ကြတယ်ဘာညာဆိုရင်မကောင်းတဲ့ဘက်ကနေတာဟာဒီကောင်ကလေးကဆိုရှယ်ကြလိုက်တာဆိုမက်ကလက်သွားတဲ့သူတို့ဟာညာဘက်မှာပြန်လာတဲ့သူတို့ရင်းစားအများကြီးထားတဲ့သူတို့ဒီလိုမျိုးရောထွေးပြီးတော့သတ်မှတ်ကြတယ်တကယ်တော့လူငယ်လို့ဖြစ်လာကြတို့ဟာဆိုရှယ်ကြဖို့လိုပါတယ်ဆိုရှယ်ကြတယ်ဆိုတာလူလယ်ကြတာမဟုတ်ပါဘူးလူရည်လယ်တာပါဒါကြောင့်ပေါင်းတက်တင်းတက်ဖို့လိုပါတယ်ပြောတက်ဆိုတက်ဖို့လိုပါတယ်လူရည်လယ်ဖို့လိုပါတယ်မင်္ဂလာပါ ဒီနေ့တော့ဆရာကဘာလေးပြောချင်လဲဆိုတော့ဆရာတို့ဟာလူလောကတွေကိုစဝင်လာကြတဲ့ဟိုကဆက်ဆံရေးတဲ့ဘဝအနေနဲ့စဝင်လာတာဖြစ်ပါတယ်။မိခင်ဝမ်းထဲကစထွက်ကလေးကငဲဆိုတဲ့အတန်နဲ့ဆရာတို့စထွက်ခဲ့ရတာ။ဒါကြောင့်ဆရာတို့ဟာလူတွေနဲ့အတူတူပေါင်းတက်တင်းတက်ဆက်ဆံတက်ဖို့လိုပါတယ်။ဝေးလို့မအော်ရင်ဆရာတို့တည်နေတဲ့ကလေးလေးလို့ထင်ပြီးတော့အသက်ဆုံးရှုံးသွားနိုင်ပါတယ်။ဒါကြောင့်လူဘဝအစကိုစရောက်ကြတဲ့ဟိုကဆရာတို့ဟာ communication ကိုစပြီးတော့လုပ်ခဲ့ရပါတယ်။အဲဒီလိုပါပဲစကားစာမပြောတတ်ရင်နေရမယ်။ no စာရာကအစဇာတို့အမိတိအောင်အုံမူရတယ်။ကိုပေါက်ထားတဲ့ရှူရှူတွေနဲ့အနီတော်ကြီးထဲမှာဆူရွှဲနေတာကိုမနစ်ကျင်တယ်ဘူးဆိုရင်လည်းအပြေအမိတိအောင်အုံမူပြရတယ်။အဲဒီကတဲ့ကိုကဇာတို့ဟာဆက်ဆံရေးတော်ဝအနေနဲ့လောကရဲ့ကိုစရောက်လာတာပဲဖြစ်ပါတယ်။ဟုတ်ပြီ။အဲဒီတော့ဆရာဘာပြောချင်တာလဲ social ဆိုတဲ့စာအုပ်ကလေးတော့ကျွန်တော်ဆရာပြောချင်တာလေဖြစ်ပါတယ်။အဲဒီစာအုပ်ထဲမှာပေါင်းတဲ့ သင်တက်လူရည်လက်တက်ဖို့ဆိုပြီးတော့မြန်မာမှုပြူလာပါတယ်လူတော်များတော့ဘောเนาะရှောင်းမြန်မာဆန်ရင်ပေါ့လေဘာမဟုတ်အာရှတိုက်မှာပေါ့ရှောင်းမြန်မာနိုင်ငံဆိုရင်တော့ပူဆိုးတာပေါ့ဘာပြောကြလဲသူတို့တွေကဆိုရှယ်ကြတယ်ဘာညာဆိုရင် မကောင်းတဲ့ဘက်ကနေ အဲဒီကောင်လေးကဆိုရှယ်ချလိုက်တာဆို night club သွားတဲ့သူမျိုးအာညပတ်မှပြန်လာတဲ့သူမျိုးရေးစားအများကြီးထားတဲ့သူမျိုးဒီလိုမျိုးရောထွေးပြီးတော့သတ်မှတ်ကြဟဲ့ဆိုရှယ်ချတာကိုစရုပ်နိုင်ငံကရှေးယူဆွဲလို့ရတာမကောင်းတဲ့ဘက်ကမြင်နေပေမဲ့တကယ်တော့လူရယ်လို့ဖြစ်လာတယ်ဆရုပ်ဟာဆိုရှယ်ချဖို့လိုပါတယ်ဆိုရှယ်ချရဲဆိုတာလူလယ်ချတာမဟုတ်ပါဘူးလူရည်လယ်တာပါဒါကြောင့်မလို့ဆိုရှယ်ဆိုတဲ့စာအုပ်ကလေးမှာမပြောလဲဆိုတော့သူက ပေါင်းတန်းတင်းတက်လူရည်လယ်တက်ဖို့လို့ပါတယ် ်တယ်ဆရာတို့ကသကလုံးတွေရဲ့အားတွေဟာလူတွေကိုတိတ်ထိရောက်ပါတယ်ဒါကြောင့်ပေါင်းတက်တင်းတက်ဖို့လိုပါတယ်ပြောင်းတက်ဆိုတက်ဖို့လိုပါတယ်လူရင်လည်းဖို့လိုပါအရင်နာမည်ကြီးပါတယ်ဆိုတော့ Gate Connection ရဲ့ Maker Pala Dika ဆိုပြီးတော့ကျွန်တော်ဟိုစာအုပ်ကဝင်ကြီးချုပ်ဦးနုဘာသာပြန်ခဲ့တာ ်သို့သောအိစာအုပ်ကိုမိတ္တဗလဒီကာလို့မပြန်ခင်တုန်းကအပေါ်မှာရေးခဲ့တာလားကြတော့အဲဆရာတော်မင်းနဲ့မိသွားပြီ conscious ဖြစ်နေတော့ sorry ပဲလူဘောလူဘောလောက်တာလားဖြန်ကြတာလားလူလေကြတာလားဆိုရင်စကလုံးတစ်လုံးဖြစ်သွားပါတယ်အဲအိစာအုပ်ကတိတ်မပေါ့ဘူးနောက်တော့မှ မိတ္တဗလဒီကာ ဟုတ်တယ်ဆရာတို့အနေနဲ့မိတ်ဆွေဖြစ်အောင်ဘယ်လိုလုပ်မလဲဘယ်လိုပြောတဲ့ဆိုတဲ့အောင်မြင်မလဲလို့ပြောတော့မှဒီစာအုပ်ကပို့ပြီးတော့အနှစ်သာရရှိသွားပါတယ်အဲ့တော့စကလုံးမီရဲ့ခွန်အားတွေကိုသိဖို့အတွက်ဆရာတို့ဟာလူကြီးတွေကိုလူပါတယ်တကယ်တော့လူဆိုတဲ့တဲ့ဝါဟာတယောက်တည်းရက်တည်လို့မှမရတာဒါကြောင့်လူသားတွေဟာဆက်ဆံရေးတဲ့ဝါဖြစ်ပါတယ်တယောက်နဲ့တယောက်တဦးနဲ့တဦးအစဉ်ပြေပြေချောချောမွေ့မွေ့ဖြစ်စီဖို့ရာနီးလန်းမျိုးစုံတုံးရအောင်အဲ့တော့ဆက်ဆက်ရေးကဏ္ဍမှာ ချုံးဝေစီမှုအတွက်လူလူချင်းဆရာတို့ဆက်သွယ်မှုအတွက်စိတ်แท้ပေါ်လာအောင်လှုံ့ဆော်ပြီးတဲ့အင်အားတွန်အားသုံးမျိုးရှိပါတယ်လို့စာရေးဆရာကလမ်းညွှန်ပါတယ်။အဲ့အင်အားသုံးမျိုးကတော့ connection နဲ့ mirroring နဲ့နောက်တစ်ခုကတော့ harmonizing လို့ပြောတာ။ဒါကြောင့်ဆရာတို့ဟာလူတစ်ယောက်နဲ့တစ်ယောက်ချိတ်ဆက်ဖို့တစ်ယောက်နဲ့တစ်ယောက်ရဲ့စိတ်ကိုဖတ်တတ်ဖို့နောက်တစ်ခုကတော့သဟဇာတ harmonize ဖြစ်ဖို့ harmony ကျနေဖို့တစ်ယောက်နဲ့တစ်ယောက်အဆင်ပြေဖို့လိုပါတယ်။အဲ့တော့ဆရာတို့က ချိတ်ဆက်မှုဟာဘလောက်အရေးပါလဲဆိုတာကိုပြောပြခြင်းပါလေချိတ်ဆက်မှုမရှိရင်ပြုံးစုံဆက်ဆံရတာအဆင်မပြေတော့ဘူးဒါကြောင့်သူတေသနာတစ်ခုရဲ့အဖြေအရလူတွေဟာအခြားသူတွေရဲ့အချိတ်ဆက်မရှိမှအောင်အကြောက်ဆုံးပဲလို့ဆိုပါတယ်လူရှိသူရှိထွက်ပြီးစကားပြောဖို့အတွက်ကြောက်တာဟာ41%တောင်ရှိရဲ့လို့ ကုသေသနာကဆိုရင်တေခြင်းတရားကိုတော့ကြောက်တာကတော့19ရာခိုင်နှုန်းပဲရှိတယ်လို့ဆိုရင်အဲကြောင့်ရှင်တို့ခါကြရင်ပြောကြတယ်ဟဲ့အောင်တေမလားလူရှိထွက်ပြီးစကားပြောမလားဟမ်လူရှိထွက်ပြီးစကားမပြောဘူးတေမယ်ဒီလိုပြောတဲ့လူမျိုးတွေပေါ့ အလူတွေဟာတေးမာထက်တော့မှလူရှိသူရှိထွက်ပြီးစကားပြောတော့ကြောက်တယ်ဆိုရင်လူတော်တူကိုအင်အားလဲသွားပါလိမ့်မယ်လူရှိသူရှိမထွက်နိုင်ရင်တော့မှကို့အဝန်အဝိုင်းမှာရှိတဲ့မိတ်ဆွေသင်္ဃာတငယ်ချင်းချစ်သူအပေါင်းအသင်းလို့ဖို့ကင်ဘက်ဆွေမျိုးသားချင်းမိဘမောင်မွားတွေနဲ့ကိုဟာ communicate လုပ်နေရမှာလေဖြစ်ပါတယ်အဲ့လို communicate လုပ်နိုင်မှုအတွက် လူတွေရဲ့အကြောင်းအရာတွေဆိုတော့တည်တည်ချာချာဂက္ခနာနာပြဖို့လိုပါတယ်။ဒါကြောင့် လူတွေဘလောက်တောင်အကြောက်ဆုံးနေလဲဘယ်အရာတွေကိုအကြောက်ဆုံးနေသလဲဆာရေးစရာကလေ့လာပြီးတော့စောင့်ထဲမှာပေါ်ပြလာပါတယ်အဲ့တော့လူတွေရဲ့အဓိကကြတဲ့အချက်၃ချက်ကိုခွဲခြမ်းစစ်ပြကြည့်ရအခါမှာလူတွေအကြောက်ဆုံး၁၀မျိုးရှိတယ်အဲ့၁၀မျိုးတွေကမှ1 to 3ဖြစ်တဲ့အချက်၃ချက်ကိုသူကပို့ပြီးတော့ခွဲခြမ်းလိုက်တဲ့အခါမှာတော့နံပါတ်၁တေးရမှာစောင့်အဲခန္ဓာကိုယ်ကြီးနာကျင်ရမှာလည်းပါလာပေါ့နံပါတ်၂ကိုချစ်ခင်ရတဲ့သူကိုဆုံးရှုံးရမှာစောင့် မိဘဆုံးရှုံးမှာမောင်ဘွားဆုံးရှုံးမှာချစ်သူအိမ်သူသက်သာဇနီးမယားလင်သားခင်ပွန်းစသဖြင့်အဲ့လိုမျိုးကြီးဆုံးရှုံးမှာရှာလို့ကြောက်တယ်နောက်တစ်ခုကတော့လူရှိသူရှိစကားပြောပြီးတော့ထပ်ပြောရမှာကိုကြောက်ပါလေဒါကြောင့်လူတွေနေ့စဉ်ပြောဆိုနေတဲ့အကြောင်းအရာတွေရဲ့80%ခန့်ကိုကြည့်လိုက်ပါ လူမှုဆက်ဆံရေးအကြောင်းပဲဖြစ်ပါတယ်။တခြားအရာမပါပါဘူး။ဒါဆိုစကားမပြောပဲကျန်တဲ့အချိန်မှာခင်ဗျားတို့ဘာလုပ်နေလဲလို့မေးရင်လေအဲလူမှုဆက်ဆံရေးအကြောင်းကိုပြောဖို့ပဲတွေးတောနေတယ်လို့ပညာရှင်တွေကဆိုပါတယ်။ဒါကြောင့်တဲ့လူမှုဆက်ဆံရေးဟာကျွန်တော်လူတွေကဘလောက်တော့လွှမ်းမိုးတယ်လဲဆိုတာခင်ဗျားနဲ့ဖြစ်နေပါတယ်။ဘယ်စရာကံကျွန်တော်ဆရာတို့ပြောကြတယ်မပြောတဲ့အချိန် တရာရကန်လုံးမှာ30ရာခိုင်နှုန်းကျတာပေါ့အဲ့ဒီ30ရာခိုင်နှုန်းမှာတော့ဆရာတို့ဘာလို့ကျတာလဲဆိုတော့ပျော်ဖို့အတွက်စဉ်းစားနေကြတာလေဖြစ်ပါတယ်အဲ့တော့လူရဲ့အုတ်အောက်ကိုလေ့လာကြည့်တဲ့အခါမှာလေသူကလည်းသူ့ရဲ့သဘောတဘာဝအရာလူမီနဲ့ဆက်ဆံနိုင်အောင်ချိတ်ဆက်လို့ရအောင်ဖွဲ့စည်းထားရည်ကိုခေါ်ပါတယ် ကိုဘော်ရာတယောက်တန်ကိုကိုချစ်သူတငယ်ချင်းမိတ်ဆွေဘော်ရာပေါ့ကွာသူတန်ကိုစာလေးတစ်ချောင်းပို့လိုက်တယ်အဖက်ကစာမပြန်ဘူးအဲ့တော့စိတ်ဆိုးရောစိတ်ဆိုးတော့အုံနောက်ကဘာဖြစ်လဲစာမပြန်ဘူးဆိုတဲ့အချက်အုံနောက်ထဲမှာစိုးမိုးသွားတယ်သူငှောက်အောင်မချစ်တော့ဘူးလားအခြားတယောက်နဲ့များအချိန်ကုန်နေတာလားဘာလားညာလားဆိုပြီးအတွေးတွေအများကြီးဝင်ပြီးတော့စိတ်သောကကြီးဖြစ်လာတယ်ဒါဟာလူမှုဆက်ဆံရေးကြောင့်ဖြစ်လို့ရတာပါ 那叫数学家的书嘞，就到博物馆里查了。数学家的书啦，叫你都要拿来了。十三亿嘛，是要比了要你啦。六千千十三亿嘛，还得要两种人那个把历史啦比一比。他说：“一六千千十三亿嘛，还得要两种人那时候小学生来记号。” One, two, three, four, five, six, five。我再开始讲，然后再开始讲，听明白？One, two, three, four, five。 โอเค10 second ทีจะรู้ตื่นละทีအဖြေရေမျိုးစုံထွက်နိုင်တယ်ကြောင်လက်ကြောက်လက်တူချင်မတူဒီမှာတော့ဇိုင်းဆရာပြောတဲ့ဟာကိုဆရာကြိုက်တယ်ပါအလွေတကူဒေါသထွက်ခြင်းပဲဖြစ်ပါတယ်လူတွေတယောက်နဲ့တယောက်ဆက်ဆံရေးမှာအန္တရာယ်အများဆုံးလက်နက်ကိုပြောပါဆိုရင်တော့အလွေတကူဒေါသထွက်ခြင်းပါလေရတဲ့ငယ်ချင်းတွေထဲမှာ ဒေါသကိုထိနေတဲ့တငယ်ချင်းတွေတွေ့ဘူးလေဒေါသမထွက်အောင်နေနိုင်တဲ့တငယ်ချင်းတွေတွေ့ဘူးလေအလွယ်တကူဒေါသထွက်တဲ့တငယ်ချင်းတွေတွေ့ဘူးလေအလွယ်တကူဒေါသထွက်တဲ့တငယ်ချင်းတွေဟာသိဒ္ဓနာဖို့ကောင်းတယ်ဒသနာတွေရှင်းရတယ်ရောကြီးတွေသိရတယ်တငယ်ချင်းတွေစိတ်ဝမ်းကွဲကုန်တယ်သိဒ္ဓနာဖို့ကောင်းဒါကြောင့်ဒေါသမထွက်အောင်ထိနေတာဟာဟိုကောင်းပါတယ်ဒါကြောင့်ရှင်းလို့မှာ source key လို့ခေါ် source key ဆိုတာစာတက်တာတွေပေတက်တာတွေ engineer ပညာတွေဆရာဝန်ပညာတွေဘာပညာတွေ IT ပညာတွေနဲ့မဆိုင်ဘူးလူတွေနဲ့ဆက်ဆံတဲ့အခါမှာလူမြတ်ကြောက်ကြောင်တဲ့ skill တွေရှိလို့လူတွေနဲ့ဆရာက သင်စားကြတယ်။အဲ့မှာဆရာ Confucius ရဲ့ပုံမြင်လေးတစ်ပုဒ်ကိုဆရာကြားဘူးနားဝတ်ပြီးလက်ဆောင်ပေးကြပါမယ်။ Confucius ရဲ့ပုံမြင်ထဲမှာသူတပည့်နှစ်ယောက်ရှိတယ်။တပည့်နှစ်ယောက်မှာဒီတပည့်တစ်ယောက်နဲ့ဒီတပည့်တစ်ယောက်နဲ့သကားများပြီးရန်ဖြစ်တာ။ဒီတပည့်တစ်ယောက်ကတော့မြန်တယ်။ရန်လင်းဖြစ်ပြီးသွားတော့အဲ့ကိစ္စကိုမေ့လိုက်တယ်။ပြီးသွားပြီးပေါ်လာပြီးဖမ်းမှာ။ကိုတယောက်ကကျတော့တနှုံနှုံတွေးပြီးတော့ဒေါသတွေထွက်ပြီးတော့သူပင်မန်းလာတယ်။ဒေါသအချောင်းချောင်းထွက်နေတယ်။ ဒေါသဖြစ်နေမှုဟာသူ့ဒေါသကိုအကြာကြီးမွေးယူထားလိုက်ရဲ့အဲ့ဒီတည်းအဲ့ဒီအဖြစ်အပျက်ကိုမေ့လို့မရဘူးဖြစ်တယ်အဲ့တော့သူကကြမ်းတမ်းနေဒေါသတွေပူထွက်လာတယ်မာကျောတယ်ခက်ထန်လာတဲ့ပုံစံတွေနဲ့သူ့မှာ and happy life ကိုကြော်ဖြတ်နေရတယ်တချို့လေကြားဘူးမှာပါဟိုးလွန်ခဲ့တဲ့10နှစ်လောက်ကအကြောင်းရဘူးတနှုတ်ကိုပြေးပြီးဒီနေ့အချိန်ထိချိတ်မနိုင်ခဲမရဖြစ်ပြီးတော့တငယ်ချင်းကိုစကားမပြောနိုင်တာတငယ်ချင်းကိုဒေါသထွက်တာဒါဆိုရင်ဆရာတို့ဟာလူဘဝရတဲ့ခဏလေးမှာ ဒေါသတွေထွက်ပြီးနေရတာပြင်ပန်းလိုက်တာကမတန်ဘူးပေါ့အဲ့တော့ confusion ကဘာပြောလဲဆိုတော့သူတပည့်ပဲဟိတ်ကောင်းမြင်မိမဆက်ထဲမှာသွားပနဲ့ချောင်းရှိတယ်32ချောင်းမှဆရာကြီးတယ်32ချောင်းရှိရကွာဒါဆိုရင်ရှားအောင်ရှားတစ်ချောင်းနဲ့ပါဟုတ်ပြီရှားနဲ့သွားမှာဘယ်သူကအပြော့ဘယ်သူကအမာလဲကွာဟာ 一下啊表里多断妈的，根的开的、片 <noise> 的、碎的、三路压的、劈嘞，嗯，记录下来一旦脱红路路下来，搿只搿只搿只呢，陆路那嫩，的，较好来个。他说伊，当然是抽时间锻炼下，他天一天也把吃了。所以呢，锻炼完，是呢，个波波一定要做喏，锻炼肌肉嘛，那强没见到。哎，锻炼统重啊，锻炼也把路开啲嘞，锻炼统重呢，锻炼下那也觉得，那咱们路下午盖的，下午晚上点就跑。 အဲ့လိုနဲ့နောက်ဆုံးအသက်တွေကြီးလာတော့မာတယ်ထန်တယ်ရှိတယ်သွား32ချောင်းဟာတဖြည်း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 နဲ့မင်းအဖိုးကိုမန်ဂန်ကိုတည်တယ်မလားအဲ့ဒီမန်ဂန်ဟာအသက်ရာကျော်တော့မယ်အသက်ရာကနန်းနာကက်နေပြီ ူမှာဘာပဲကြံခဲ့လဲဆိုတော့သွားနှစ်ချောင်းနဲ့ရှာတစ်ချောင်းနဲ့ကြံဒါဆိုရင်မာပါတယ်ထက်ပါတယ်မြက်ပါတယ်ဒေါသလူမျိုးဖြစ်တဲ့စိတ်သက်ဖြစ်တဲ့နဲ့တူတဲ့သွားတွေဟာတစ်ဖြည်းဖြည်းကျိုးပဲ့ပြီးဆုံးရှုံးသွားပြီးတော့ပြော့ပြောင်းမှုနဲ့ရှာမှပဲပါဇက်ထဲမှာကြံခဲ့တယ်ဆိုရင်ဥပဒေတော့ဆရာမျိုးပြောချင်တာပါဆိုပြီးတော့ကောင်းချီချက်ကသူတပည့်ကိုပြောတာလေဆရာဖတ်ဖို့မှတ်ဖို့ပါဒါဆိုရင်ဆရာတို့ဘာသွားတွေ့ရလဲသွားကတန်ပါတယ် 山那是野蛮的呀，阿公开片瓦用来呢。乡姑郎的卡的卡，盖米地呢。乡家寡妇拿钱养老公，只有寡下家老咯，没开老屋，没老的，老老的，乌山老的，乡房屁股。 ဟုတ်ပြီငင်းငန်းစွာနဲ့ပဲသူနဲ့တူတူနေတယ်ငင်းငန်းစွာနဲ့ပဲသူနဲ့အေးအေးဆေးဆေးနေတယ်ရှာကကြိုက်ရင်တော့မတော့မတုံ့ပြန်ဘူးတကယ်မှကြောတာကသွားရဖြစ်ပြီးတော့တစ်ချောင်းနဲ့သောရှာကသာပျော့ပြောင်းနေတာကိုတွေ့ရတယ်ဒါကြောင့်နောက်ဆုံးမှာတော့ဒေါသနဲ့ကြမ်းတမ်းနဲ့သွားရဟာဘာဖြစ်သွားလဲဆိုရင်တော့ကျိုးပဲ့ပျက်စီးပြီးတော့ရှာတို့တက်တန်းကြီးလာလေလေသွားရမရှိဘူးဖြစ်လာတယ်ရှာကတော့နူးညံ့ပြော့ပြောင်းသွားဆက်ဆံတက်တဲ့သူဖြစ်တဲ့အတွက်တေတီအတိအာဂရင်းနဲ့မှာ အများထဲဝါစွာနဲ့ရှိနေတယ်လို့ပုံမြင်လေးက message ပေးနေတာဖြစ်ပါတယ်။ဒါကြောင့် social လို့ခေါ်တဲ့ပေါင်းသက်တင်းသက်လူရည်လေးတစ်ခုတွေကစာဖတ်ဖို့လိုပါတယ်။ဆရာတို့တွေဟာအသက်တန်းကတရတော်မရှိဘူး။ဆရာတို့ဘုရားမှာအတွေ့အကြုံဟာဆရာတို့အသက်အရွယ်နဲ့နည်းနည်းပဲရတယ်။ဆရာတို့မရတဲ့အတွေ့အကြုံတွေကသူများတွေရဲ့အတွေ့အကြုံကဆရာတို့ များနေရဲ့အတူဂျုံကအတူယူဖို့အတွက်တော့ကျွန်တော်စာဖတ်ဖို့လိုပါလေစာဖတ်ပြီဆိုရင်တော့ပေါင်းတက်တင်းတက်ယူနေလေပါပြီဆိုရှယ်ကြပါပြီလူမှုပုံရက်မှာတက်တက်ရရက်တတနာနာနဲ့အပြစ်ကင်းပြီးတော့ရှာလိုမျိုးနူးညံ့ပျော့ပြောင်းတဲ့ဘဝကိုတည်ဆောက်နိုင်ဖို့အတွက်စာဖတ်ပါလို့ဆရာပြောချင်